အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့အင်းဝမှာပေါ်လာတဲ့ရေနန်းတော်ကြီးကိုဝင်ရောက်ကြည့်ရှုဖွင့်ပြလိုက်ပြီးတော့ရှေးဟောင်းသူတေသနာတွေစစ်စေးနေတဲ့ဗီဒီယိုပိုင်းလေးကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဝင်လို့မရပါဘူးဗျာရေနန်းတော်ဆိုတာပေါ်တယ်ကျွန်တော်တို့အင်းဝမှာပဲဝင်ခွင့်မပေးသေးပါဘူးဗျာကြည့်ပါဗျာသူတို့တော့ရှေးဟောင်းသူတေသနာလာပြီးတော့အတိုင်းနေပါတယ်ဗျာလာရောက်ကြည့်ရှုစစ်စေးနေပါတယ်ဗျာကျွန်တော်တို့လာကြည့်တဲ့ကြည့်ခွင့် ဒီကနေပြီးဒီကျိုးပတ်ပတ်လဲတို့ area ပတ်လဲပေါ့အကျဲပေးဘလောက်လောက်ရှိနိုင်မလဲတခဏခဏတုန်းကဒီကနေပေး150နဲ့200ကျားလောက်မှရှိပါလေဗျာရှိပါဗျာကျွန်တော်လက်ရှိလောတဲ့ရေနံတော်ရဲ့ private ကိုမမြင်ရသေးပါဘူးဗျာဒါကတော့ဗာလဲဆိုတော့ငလင်ကျော်ရဲ့ရေနံတော်ရဲ့ဘေးကငလင်ကျော်ပြက်၍ငလင်ကျော်ပါဗျာသူ့ရဲ့အရှိကဘလောက်ထိနေတုန်းကြည့်ပါဗျာဒီမှာကျွန်တော်တို့အရင်လက်ရှိ menu ဒါကတော့ menu ပေါ့ဗျာ menu menu နောက်ကျော်တစ်ချမ်းလုံးပြုတ်သားပါဗျာကျုံမျိုးယူနဲ့ menu မျိုးယူနဲ့ဆိုရင်ပေ900အကွာ ဘယ်လောက်တုန်းအချင်းကပြီ300နဲ့900 400ကျားလောက်မှပေါ်ပေါက်လာတာပါဗျာဒီလက်ရှိလောတဲ့ကစကိုင်းတန်းအေယာဝတီမြစ်ထဲကျဖို့ဆိုလို့ရှိရင်ဘယ်လောက်လောက်ရှိနိုင်လို့ဆိုလို့ရှိရင်ပေ200မြေခွက်လို့ဆိုတေခခွက်လောက်ဆိုလို့ရှိရင်တေခတန်တန်လောက်ထက်လျှောမယ်ဆိုရင်ဒီနန်းတော်ကြီးဟာဘယ်လောက်ထိဖာသွားနိုင်မလို့ပေါ့ကျွန်တော်မျက်မြင်သုံးတက်ချက်ရဆိုရင်ဘယ်လောက်ထိဖာသွားနိုင်ဖာသွားနိုင်ပါလေဗျာပြန်ပြီးတော့ဟိုဟာအေယာဝတီမြစ်ထဲကိုဆင့်သွားနိုင်တယ်ပေါ့ဗျာမြေတန်းကငလင်းပြည့်ရွေးကြောပါဗျာဒီမှာပါဗျာဒီမှာဒီနေရာလေးကနေပြီးဆက်မပြတ်တော့ပါဘူးဗျာ သူ့ရဲ့အနက်ကအချင်းပြင်းနက်ကဘာလို့ရှိတော့7ပီ7ပီမရှိဘူး9ပီ6ပီ9ပီလောက်တော့ရှိတယ်ဗျာရှေးဟောင်းကဒီလိုလိုက်ပြတယ်ဗျာဒီမှာဒီလက်ရှိလောတဲ့တော့မမြင်ရသေးပါဘူးဗျာမြို့ရိုးကိုကျွန်တော်လိုက်ပြီးကြည့်ပါမယ်ဗျာကြည့်ပြီးပြန်ပြောပြပါမယ်ဗျာဟောဒီမှာလိုက်ပြည့်ပြပါဗျာဒီမှာတရှုသူကလည်းသူ့ဟာနဲ့သူလာတယ်ဗျာလာတော့တရှုနေတယ်ဗျာသူတို့ကလည်းရှေးဟောင်းကလည်းစစ်နေပါတယ်ဗျာသူ့ဟာနဲ့သူသူတို့ရှေးဟောင်းတာဝန်ရှိတဲ့လူကြီးတွေပေါ့ဗျာသူ့ဟာနဲ့သူလုံနေပါတယ်ဗျာဒါလေးတွေကတော့သူတို့ရှိနိုင်တဲ့နေရာ ဒီနန်းတော်ဆိုတဲ့ဟာရှိနိုင်တဲ့နေရာတွေကိုတို့ရှင်းလင်းခုတ်ထင်ရှင်းလင်းနေကြပါဗျာလက်ရှိလောလောဆယ်မှာတော့ဒီတိုင်းလေးပဲရှိတယ်ဗျာပြည့်ရွေးကြောပေါ့ဗျာအလောက်ထိရှင်းနိုင်တယ်ပြည့်ရွေးကြောကဒီလောက်ထိရှင်းနိုင်တယ်ဗျာအဲ့ဒီမျိုးပြည့်ရွေးကြောဒီလောက်ထိရှင်းနိုင်တယ်ဗျာဒါဒီနန်းတော်ခုပေါ်ပေါက်တယ်ဆိုရင်ဒီနန်းတော်ရဲ့ပါတော့ဝိုက်ပေါ့ဗျာဒီလောက်ထိရှိတယ်ပေါ့ဗျာလာလာလာပြည့်ရွေးကြောကြီးဗျာဒီဘက်ကြောရဆိုလို့ရှိရင်အရာဝတီကိုဆင်းမို့ရပေ300ခုမရှိတော့အရာဝတီတဲကိုဆက်ပြီးတော့ဟိုကလောက်မှဆိုတာကြီးကကျွန်းကြီးပေါ့ဗျာဒီအရာကြီးကကျွန်းကြီးကျွန်းကြီးလို့ခေါ်တယ်ပေါ့ကျွန်း မဒီကန်လေးဟိုဘက်ကိုဒေချပါရှောမဲ့အနေထားရှိတယ်ဗျာတန်ကလေးရင်ကြောပေါ့ဗျာဒီမှာဒီမှာကျွန်တော်သုံးသက်ချက်ကဒီဒီချောင်းလေးပေါ့ဗျာဒီချောင်းလေးနဲ့ဟိုတောင်ဝီတက်တဲ့ကိုရောက်နေရပါဗျာသူတို့ရှာကြည့်နေတယ်ပေါ့ဗျာဒီကန်နဲ့သူတို့ပတ်ထားတယ်ကျိုးတွေပတ်ထားတယ်ပတ်ထားတယ်သူတို့စစ်နေတယ်ပေါ့ဗျာပြင်းတော့ပြန်ပြောပေးမယ်ပြောပါဗျာ